လာပါရှင်စံတော်တွေကဘတ်စင်တက်ဆက်ပေးနေကြဖြစ်တဲ့နိပညာရဝန်စီစဉ်ကနေပြောင်းလဲကျေစုလိုက်ပါတယ်ခုပထမဆုံးတပုံနေနဲ့ရုပ်ရှင်တွေကလို့ဖြစ်လာနိုင်တဲ့ကဘာသမုတ်တရားရည်ဒီချောင်းပြုတ်ကွဲမှုဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ် Ghost Round လို့ခေါ်တဲ့သမုတ်တရားရည်ဒီချောင်းကြီးတစ်ခုပြုတ်ကွဲခဲ့တာကြောင့်တကဘာလုံးကပ်ဘေးတွေဂျုံခဲ့ရပုံကိုရှိုက်ကူးထားတယ် The Day After Tomorrow 2004စကားကနာမည်ကြီးပါတယ်ဒါပေမဲ့အခုတော့ကဘာကျိုးရဲ့သမုတ်တရားရည်ဒီချောင်းစနစ်ကအားနဲ့လာပြီး တစ်ချိန်ချိန်မှာပြိုကွဲသွားနိုင်တယ်လို့သိပ္ပံပညာရှင်တွေကသတိပေးလာကြပါပြီ။တတိယအထာ Tomorrow ဆက်ကားမှာပါတဲ့ Goldstrom ရေသီးကြောင်းက AMOC လို့အတူကောက်ခေါ်တဲ့ကမ္ဘာသမုဒ္ဒရာရေသီးကြောင်းစနစ်ရဲ့အစိပ်ပိုင်းငယ်တစ်ခုသာဖြစ်ပါတယ်။ သမုဒ္ဒရာအဆုံးလဲကဘာကွင်းရေသီးကြောင်းစနစ်လို့ခေါ်ကြတဲ့ AMOC ရေသီးကြောင်းကကဘာကြီးရဲ့ရာသီဥတုကိုထိန်းချုပ်ပေးတဲ့နေရာမှာအရှိပါပြီ။ဒီရေသီးကြောင်းကပြိုကွက်သွားရင်ကဘာတဝန်းကရာသီဥတုပုံစံတွေကပေါက်ပြန်လာနိုင်တယ်လို့အမေရိကန်သိပ္ပံပညာရှင်တွေကပြောပါရယ်။လက်ရှိချိန်မှာ AMOC ကဘာသမုဒ္ဒရာရေသီးကြောင်းစနစ်ကတဖြည်းဖြည်းအားနည်းလာပြီးတစ်ချိန်ချိန်မှာပြိုကွက်သွားနိုင်တယ်လို့လည်းသိပ္ပံပညာရှင်တွေကဆိုပါရယ်။ AMOC ကပားရည်ဒီကြောင်စနစ်ကအားနဲ့လာပေမဲ့နောက်85နှစ်လောက်ထိတော့ပြိုကွဲအောင်မှမဟုတ်ပါဘူးလို့သိပ္ပံပညာရှင်တွေကဆိုပါတယ်။ဆက်လက်ပြီးတော့ဒုတိယတပုတ်နေနဲ့လူသေးတွေရဲ့အုံနောက်ကိုဖန်သားဖြစ်ပြောင်းလဲစေခဲ့တဲ့ Mount Vesuvius မိတောင်ပောက်ကွဲမှုဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကအီတလီနိုင်ငံရဲ့မော့ဗီဆူဗီယံမိတော်စီပောက်ကွဲခဲ့ချိန်မှာဟာဂျူလီယန်မျိုးတော်ပေါ်ပြပူမိုးရှာခဲ့တဲ့ဖြစ်စဉ်ကကမ္ဘာတမိုင်းမှာတော့အထင်ကြီးဖြစ်စဉ်တစ်ရပ်ပါဗီဆိုဗီယာမိတောင်ပောက်ခွဲချိန်မှာပေါ်ထွက်လာတဲ့မိတောင်ပြာဝူတွေကဘလောက်ပူတဲ့ဆိုရင်ဟာဂျူလီယန်မျိုးကလူတွေရဲ့အုံနောက်ကဇီဝဖန်သားဖြစ်ပြောင်းလဲခဲ့ရတယ်လို့သိပ္ပံပညာရှင်တွေကဆိုပါတယ် အီတလီသိပ္ပံပညာရှင်တွေဟာဟာဂျူလီယန်မြို့ဟောင်းက2ပေါ်တွေ့ရှိလာတဲ့ရှုပ်အလောင်းတစ်လောင်းရဲ့ဥကောင်ခွန်ထဲမှာအနက်ရောင်စည်းဝါးဖန်တာတစ်မျိုးကိုတွေ့ရှိခဲ့ပါတယ်။အဆက်မြင့်နည်းပညာတွေသုံးပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာတော့အဲ့ဒီစည်းဝါးဖန်တာတွေကအုံနောက်ကနေအသွင်ပြောင်းခဲ့တဲ့ဖန်တာတွေဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။အပူချိန်910ဒီဂရီဆယ်စီယပ်ထိရှိတဲ့မီးတောင်ပြာဝတွေကြောင့်သေဆုံးခဲ့ရတဲ့သူတွေပေါ့။အုံနောက်ကဖန်တာဖြစ်ပြောင်းလဲသွားနိုင်တယ်လို့သိပ္ပံပညာရှင်တွေကဆိုပါတယ်။ ီဆူရီယံမီးတောင်စီကတော့ BC 89ခုနှစ်မှာပောက်ကွဲခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့နောက်ဆုံးတစ်ပုတ်အနေနဲ့လာဘော်ကိုအောင်မြင်သွားဆင်းသက်ခဲ့တဲ့ Blue Ghost Public ကလာဆင်းရင်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ American ပြည်ထောင်စုအခြေစား Firefly Aerospace ကုမ္ပဏီကလကဘာစူးစမ်းလေ့လာရေးသမိုင်းမှာထပ်မံပါဝင်လာတဲ့ပုတ်ကလစ်ကအာကာသကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပါပြီ။ Firefly Aerospace Company ရဲ့ Blue Ghost လာစင်ရေကမတ်လ2ရက်နေ့မှာလမ်းမျက်နှာပြင်ပေါ်ကိုအောင်မြင်စွာနဲ့ဆင်းသက်နိုင်ခဲ့ပါတယ်။လမ်းမျက်နှာပြင်ထက်အမြင့်62မိုင်မှာလှည့်ပတ်ပြန်တန်းနေတဲ့ Blue Ghost လာစင်ရေကမတ်လ2ရက်နေ့မှာတော့တုံးကန်အားစနစ်တွေကိုဖွင့်ပြီး Mari Christia လွင်မြေဒေသမှာအောင်မြင်စွာဆင်းသက်နိုင်ခဲ့တယ်လို့ Firefly Aerospace Company ကကြေညာချက်ထုတ်ပြန်ထားပါတယ်။ Glucose လာစင်ရင်ကအမေရိကန်မျိုးသားအာကာသအေဂျင်စီ NASA ရဲ့စူးစမ်းလေ့လာရေးစနစ်၁၀ခုကိုတည်ဆောင်ထားပါတယ်။ လမ်းမြနဲ့ပြင်ပေါ်ကိုလာစင်းရတဲ့ဆဲအောင်မြစွာဆင်လွတ်နိုင်ခဲ့တယ်။ပထမဆုံးပုတ်ကလစ်ကအာကာသကုမ္ပဏီကတော့ American ခြေဆိုင် Injuton Machine ကုမ္ပဏီပဲဖြစ်ပါတယ်။ Injuton Machine ကုမ္ပဏီရဲ့ Oracle လို့ခေါ်တဲ့လာစင်ရင်က2024ခုနှစ်ဖေဖော်ဝါရီ22ရက်မှာတော့လာဘော်ကိုအောင်မြင်စားနဲ့ဆင်သက်နိုင်ခဲ့ပါတယ်။ဒီတစ်ပတ်ရဲ့ဤပညာရန်ဝန်စီစဉ်ကိုတော့လောင်းနေပဲရနာပြသည်ရှင်။နောက်သတင်းပတ်တွေမှာလည်းအစားအသောက်ဝင်စားဝယ်ကောင်းတဲ့ဇာတ်ရည်ကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရစေ။ Thank you.